ဆပိပညာရေးတင်ယူညွန့်နှံတွေမှာသမိုင်းအလွဲတွေတင်ပေးနေတာကြောင့်လူမျိုးစုပြဿနာတွေကို မဖြည့်ရှင်းနိုင်တာဖြစ်တယ်လို့တိုင်းလိုင်းရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌဦးဆိုင်ထိန်အောင်က CNN သတင်းဌာနကိုပြောပါရယ်မြန်မာနိုင်ငံမှာအခြေခံပညာမူလာတန်းနဲ့အလဲတန်းမှာအထက်တန်းအကြောင်းအထိတမိုင်းတင်ရိုးတွေမှာတမိုင်းအလွဲတွေတင်ကြားနေမိတာနဲ့နိုင်ငံကိုဗမာလူမျိုးသူရဲကောင်းတွေကသာကောက်ကွယ်ဆောက်ရှောက်နေတယ်လို့တင်ကြားနေခြင်းကအမျိုးသားညီညွတ်ရေးကိုထိခိုက်စေကြောင်းစစ်ရေးနဲ့နိုင်ငံရေးကက်ခတ်တွေကထောက်ပြကြပါရယ်မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကလူငယ်တွေကိုနိုင်ငံချစ်စိတ်ထက်ပုံကိုရေးကိုပိုချစ်မိသွားဖို့တင်ကြားပေးမိတယ်လို့ဖြစ်နေကြောင်းတိုင်း လိုင်ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကရာဦးဆိုင်ချေအောင်က CNN သတင်းဌာနကိုပြောပါရယ်ရှင်ပြည်ဖြစ်တော့ဆက်တိုက်ကြတယ်ဆိုတာကဖုံးလေရုံကြောင့်မို့သူတို့ပြန်ရင်းမဆက်တိုက်ကြတာပါချမ်းကနိုင်ချမ်းကအတိုင်းပြုံးအုပ်ချုပ်တယ်ဗမာနိုင်ဗမာအုပ်ချုပ်တယ်မွန်ကနိုင်မွန်ကအုပ်ချုပ်တယ်ရခိုင်နိုင်လက်ခါကျတော့ရခိုင်အုပ်ချုပ်လာတာပေါ့နော်အဲ့မျိုးတမိုင်းကြောင်းတွေကိုဖျောက်ခဲ့ပြီးမှသူက မမတကြီးကောင်၃ယောက်ကိုပဲအဓိကဥတီမတည်လာတဲ့ခါကျတော့ဂျာနဲ့တိုင်းရင်းသားတွေကဒီတိုင်းငံတိချောက်ကြီးမှာငါတို့မပါဘူးဆိုတော့အတိမျိုးတွေဖြစ်သွားတာပေါ့ဗျာဒါအခုကျွန်တော်တို့ဆန်နီဘရင်တူဟာမွားဆိုရင်တော့မိတ်ချရေးတီဆိုမှသူတမိုင်းမှာရေးထားတယ်ကျွန်တော်တို့လူမျိုးတစုတစုလုံးမဆောင်နိုင်အောင်တမိုင်းမှာတန်းထဲမှာထည့်ထားတဲ့ခါကျတော့ဒါတော်တော်ဆိုးတဲ့ဆမိုင်းတွေကိုကျွန်တော်နေပြောနေတာပေါ့နော်အဲမျိုးတင်ယုံညွန်းလာတဲ့ပြင်လာတဲ့ခါကျတော့မမလူမျိုးကြီးဖြစ်လာပြီးမှဂျာနဲ့တိုင်းသားတို့အထင်ပြေးလာပြီးမှပြဿနာအဲ့ဒီကစလာပဲဆိုကျွန်တော်နေပြောနေတာပေါ့ဗမာလူမျိုးကြီး ဝါဒဆိုတဲ့စိတ်မျိုးတစ်ခါမှမဖြစ်ဘူးကြောင့်တိုင်းရင်းသားတွေကိုအုပ်ချုပ်မဲ့အခွင့်အရေးပေးလိုက်ရင်ခွဲထွက်မလားဆိုတဲ့စိုးရိမ်စိတ်တွေရှိနေကြောင်းဘလို့လူမျိုးကြီးမှမရှိကြောင်းတကယ်လူမျိုးရေးခွဲခြားနေတာဟာတိုင်းရင်းသားတွေကပြန်ခွဲခြားနေတာဖြစ်ကြောင်းနိုင်ငံရေးလေးလာတုံသက်သူတို့က CNN သတင်းဌာနကိုပြောပါရယ်ကျွန်တော်ကခွဲတာမဟုတ်ဘူးကုပြနေရမှာလားကုပြသွားလို့ရှိရင်ဗမာတွေကသူတို့မှတ်ပုံတွေကဘာလဲသူတို့မှတ်ပုံတွေဟာ မကန်ရဘူးလို့ဒါမျိုးဟိုပြောဒီပြောပြောနေတာလေပေါ့ဗျာနော်ဗမာမဝင်ရလို့ပါလို့ဒါမျိုးတွေဒါတွေကအပန်းနဲ့ပဲလူမျိုးခွဲရနေတာသူတို့ကခွဲနေတာလေအဲ့လူတွေအကုန်လုံးကဟွာတွေကြီးပဲဟိုဒီမျိုးပစ္စည်းလည်းမဟုတ်ဘူးဒါဆက်တယ်ဆိုရလဲသူတို့အာဏာရဖို့ပဲသူတို့ပြောနေတာအဲ့တော့ဒီမိုကရေစီအခြေခံမရှိဘူးအဲ့အဲ့ဒါဒီလူတွေကအမှန်တမ်းပြောလို့ရှိရင် ဒီပြည်အစိုးရဘက်ကနေပြီးတော့အုပ်ချုပ်ရေးနောက်ပြီးတော့ဟလာနိုင်ငံရေးစီးရေးမှာအားနည်းချက်တွေရှိနေတာကိုတို့ကအခွင့်အောင်းယူပြီးတော့တို့ကဒီစကားတွေတို့ပြောနေကြတာဖြစ်တယ်ဟိုကျွန်တော်တို့ဘက်ကဒီဘက်ကနေပြီးတော့ချုံရက်တွေရှိတယ်ပေါ့နော်အဲတကယ်တကယ်ကျတော့ပြောရလဲအာဏာရှင်တွေကြီးပဲဘာမှမရှိဘူးတကယ်ရှိဖြစ်နေတာသူတို့ဖြစ်နေတာပြီးတော့ဒီမိုကရေစီနဲ့ပတ်သက်လို့လည်းဒီမိုကရေစီကိုမယုံကြည်သူတို့ပဲသူတို့ဗာဒီမိုကရေစီသာသူတို့မတူမတူညီမှုတော့အသိဉာဏ်မခံတော့ချာဘူးသူတို့ဒီဒါဒါအဖြစ်ပါပဲ မြန်မာနိုင်ငံမှာဗမာလူမျိုးကိုတိုင်းရင်းသားလူမျိုးလို့ဗမာမဟုတ်သောလူမျိုးတွေကသတ်မှတ်နိုင်မှုအားနေနေသလိုဗမာလူမျိုးတွေကလည်းဗမာမဟုတ်သောလူမျိုးတွေအားတိုင်းရင်းသားတွေဟုဆိုကသုံးနှုံးပြီးတစ်ဆင့်နဲ့လူမျိုးတွေအဖြစ်နားလည်မှုကောက်ယူလျက်ရှိနေကြပါတယ်မြန်မာနိုင်ငံကိုလူမျိုးပေါင်းစုံစုစည်းပြီးထူထောင်ခဲ့တာဖြစ်ပြီးပညာရေးတင်ယွညွန်းနယ်သမိုင်းတွေမှာအနော်ယထဘရင်နောင်အလောင်းဖရနဲ့ဗိုလ်ချုပ်အောင်ဆန်းစတဲ့အကြောင်းတွေသာအများဆုံးတင်ကြားလျက်ရှိပြီးတခြားသောနိုင်ငံအကျိုးထမ်းဆောင်ခဲ့ကြတဲ့တိုင်းရင်းသားလူမျိုးတွေရဲ့သမိုင်းတွေကိုတင်ကြားမှုအလွန်အားနည်းလျက်ရှိနေပါတယ် အဲ့ဒါကြောင့်မြန်မာနိုင်ငံမှာပညာရေးသင်ယူညွှန်းနှံအားယဉ်ကျေးမှုဘောင်းဆောင်မှုဝါဒကိုချမှတ်ပြီးအနာဂတ်မျိုးဆက်တွေကိုတင်ကြားဖို့ဆွေးနွေးလျက်ရှိနေပါတယ်